အကြောက်တရားနဲ့ကိုအတကုံထိုးတယ်ကြိတ်တယ်မျက်နာကိုထိုးတယ်သွားတယ်ကျွအောင်ထိုးတယ်အာဒီမျက်စိရောင်အောင်ထိုးတယ်အဲ့အဲ့မျိုးအကြောက်အကြောက်တရားနဲ့တင်ပေးတာနော်သဘောပေါက်သေးတယ်နော်မင်းတို့ပါးစားတယ်နော်မင်းဟိုးမှာငငယ်ပြပြနေဟဲ့လားနော်ဒီဘက်ရောက်တဲ့ချိန်မှာခမင်းတန်ကြွေးတာကျွန်တော်နာမည်ကဟို ဟိုဇော်မြက်လို့ခေါ်ပါတယ်ပေါ့နော်ဗမာစကားအတန်ထွက်ပေါ့နော်အမျိုးကျတော့ဇော်မြက်လို့အများပိုင်းခေါ်ပါတယ်။ကျောင်းမှာလည်းအမျိုးခေါ်တာ။ဒါပေမဲ့ကချင်အတန်ထွက်နဲ့ပြန်ပြောမှကျောင်းဇော်မြက်ပေါ့နော်။ဇော်မြက်အဲအဲ့လိုခေါ်အဲဇော်မြက်ဇော်မြက်လို့ခေါ်ဇော်မြက်ဇော်မြက်အမျိုးခေါ်ဒါပေမဲ့ဗမာတွေကအများပိုင်းကဇော်မြက်ဇော်မြက်ဆိုအမျိုးပြောအမျိုးခေါ်တော့ဗမာအတန်ထွက်အဲ့လိုပဲရှိရ။ဒီလိုမျိုးထွက်လာဖို့အတွက်ကိုဘလို့ဆုံးဖြတ်ဖြစ်လာဘလို့အကြံပေါ်လာအကြံကြတော့ဘလို့စီစဉ်ခဲ့ အာစီစဉ်တာကြတော့ပထမအဦးဆုံးကျွန်တော်ကိုအာတာချီလိုက်မှာပေါ်တာဆွဲကနေကကျွန်တော်ကိုစတားလုံးရမယ်ချင်းချောက်ကလေးကအာသူတို့ကမလုံမနေရဟိုဆိုပြီးတော့ချင်းချောက်ကလေးကကျွန်တော်ကပထမအဦးဆုံးစီဘာလဲဟိုစဉ်းစားသားပြီးတာကျွန်တော်မင်းတို့ဟို သူတို့ပြောတဲ့မလုံမနေရဆိုတဲ့စကားအတိုင်းကျွန်တော်လုံမယ်ဒါမဲ့ကျွန်တော်အခွင့်ရေးတာတဲ့အတနေ့မှာမင်းတို့လည်းခံရမယ်ဒါမဲ့မင်းတို့မင်းတို့လည်းဆုံးချုံရမယ်အဲအဲအကြောင်းကျွန်တော်လည်းတနတ်တလက်ပါလာတယ်အဲလက်ပင်ပုံပါလာတယ်နေမိုက်ပါလာတယ်အဲဒါကျွန်တော်အသက်ရှင်ခွင့်ရအောင်တော့ကျွန်တော်ပြန်စူးစမ်းမယ်ဆိုတဲ့ဟိုစိတ်ဓာတ်နဲ့ဟိုလာကလေးကကျွန်တော်အဲ့ဒီစိတ်ဓာတ်ကထည့်ပြီးတာအဲအကြောင်းဒီစစ်ကြောင်းကိုတက်လာကလေးကအဲဘလူဘလဲဘယ်လမ်းကြဘယ်တောင်ပေါ်ဘလူထွက်ပြေးရင်ကောင်းမလဲ ဟိုနေတိုင်းနေတိုင်းအဲ့ဒါပဲလိုက်ကြည့်တာကျွန်တော်ကအဲ့လိုအဲ့လိုတော့ရှိပါတယ်။အင်းနေတိုင်းအဲ့တော့စပြီးတော့ဆွဲခံရကလေးကအဲ့ဒါဆုံးဖြတ်ထားတာဆုံးဖြတ်ထားပြီဒါပြန်ပြေးမယ်ဆိုရင်ပြန်ပြေးမှာအဲ့ဒါကျတော့တေချာပေါက်ဆုံးဖြတ်ထားပြီဒါအဲ့ဒါကြောင့်အဲ့တော့ဒီတနန်းဟိုတက်တော့ပြမတနန်းပင်လောင်းပင်လောင်းပါအင်းပင်လောင်းပင်လောင်းလေးကျင်မှာတက်တော့အဲဆက်ကစားလေးအဲအဲ့မှာဘာတွေတွေ့ကြုံခဲ့ရလဲဘာတွေမြင်တွေ့ခဲ့ရလဲအဲစစ်တက်ဆိုတာဒီလိုကြီးလားဆိုပြီးတော့ဘာတွေတွေ့ခဲ့ရရှိလဲပြောပါ ဒီစစ်တပ်ဆိုတဲ့အရာကြီးကဒီစကားစားဒီစစ်ကောင်စီစစ်အာဏာရှင်စနစ်ဒီဟာကြီးကအာဘာမှမတိတဲ့ဒီပီတူတွေကို ပီတူလူလူငယ်တွေကိုဘောနော်အာဆွဲစီလာပြီးတော့အတင်းအတမမလုံမနေရဆွဲစီလာပြီးတော့အာအဲ့ဒီဆွဲစီတဲ့သူတို့ဆွဲစီပြီးတော့ပို့လာတဲ့အထဲမှာအာ တချို့လူတွေကအဲနည်းနည်းကြောင်တဲ့လူတွေပေါ့နော်အဲအနည်းနည်းဟိုလေစိတ်လွတ်တဲ့လူတွေပေါ့နော်အုံတော်လွတ်တဲ့လူတွေပေါ့နော်အဲအမျိုးလူကိုဒီအာစစ်စစ်တနမ်တင်ပေးရဘလို့တင်ဘလို့တင်ပေးနိုင်မှာလဲဘောနော်အဲ့ဒါကြီးကိုအကြောက်တရားနဲ့ရိုက်နေပြီးတော့တင်ပေးတဲ့ဟာပေါ့အဲ့ဒါကျတော့ကျွန်တော်မျက်စိမျက်စိကိုမြင်ကိုကြောက်တာကျွန်တော်ကျွန်တော်ကိုယ်တိုင်ခံစားပြီးတော့အမျိုးကြုံခဲ့ရတာပေါ့အာဖိနှိပ်တယ်အာပြီးတော့ပြောတယ်ဆဲတယ်ရိုက်တယ်ဘောနော်အတကုံအာရိုက်တယ် အာအမျိုးတော့ရှိတယ်အာပြီးတော့ဟိုဘယ်လဲအာမနေ့ဆိုရင်လည်း PDP ဆိုတော့တကယ်ပန်းနာရင်ကြတကယ်ရှိတာပေါ့တကယ်ရှိတဲ့လူလဲ PDP ခိုင်းလဲတကယ်တကယ်ပန်းနာရင်ကြတဲ့လူအဲရှိတဲ့လူကတကယ်မပြေးနိုင်လို့မပြေးနိုင်ပါဘူးဆိုရင်ပြောရင်လည်းမရဘူးဆရာတွေကရိုက်တယ်မင်းကထိုးတယ်အာထိုးတယ်ထိုးတယ်ရိုက်လိုက်ရိုက်နေတယ် ပြီးတော့ဒုတ်လည်းတော်တော်ကြီးရဲ့အဲ့ဒီအာဒုတ်ဒုတ်ဒုတ်နဲ့ရိုက်တယ်ဒုတ်ကျိုးဒုတ်ဒုတ်ကျိုးရိုင်းဟိုအခုဒီဗာလဲ KB ကျိုးလားအဲ KB ကျိုးနဲ့ရိုက်တယ်အာအဲ့လိုရိုက်ပြီးတော့အတင်းအသမကို PD ပေးခိုင်းတယ်ကျမရေမကောင်းရင်လည်းမကောင်းလည်းဒီတိုင်းလစ်လို့ရှူထားတယ်ဘာမှမကူတာပေးဘူးလုံးဝမဖြစ်မနေမထနိုင်တော့ဘုံ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 လေးတဲ့အချိန်မှာပဲသူတို့ကစေးယုံခေါ်ရတယ်ပေါ့အာပြီးတော့ ကျွန်တော်တင်တန်းကျွန်တော်ရဲ့အပတ်စဉ်တင်တန်းနှစ်မင်းဆောင်2025အပတ်စဉ်တင်တန်းတက်တဲ့အချိန်မှာတင်တန်းသားတယောက်တော့ဆုံးဖြုံသွားတယ်တက်ဆုံးဖြုံသွားတယ်အဲ့ဒါအဲ့ဒီတယောက်ကအာကျွန်တော်တင်တန်းတက်တာနှစ်ပတ်မြောက်မှာနှစ်ပတ်မြောက်မှာဒီညနေညမနေ့ပြည်ဒီပေါ့နော်ပြည်ဒီပြေးတဲ့အချိန်မှာ तू ကအာငိုရေအပြင်လောကကစမှာရေမကောင်းတော့ तू ကတတ်ထဲအမျိုးဆွဲစီပြီးတော့ရောက်လာတဲ့အချိန်မှာသူ့ကိုပြေးခိုင်းတာမပြေးနိုင်ဘူးပေါ့မပြေးနိုင်ဘူးအဲ့ဒါကျတော့ ဆရာတွေကြတော့မင်းဂေရှာတယ်ပေါ့နော်အဲ့ဒါကြတော့ဂေရှာတဲ့စကလုံးအတုံးတုံးကကျွန်တော်အပြင်လောကပြည်သူဘဝအပြင်လောကအထဲမှာမကြဘူးဘူးဂေရှာတာကိုဘာပြောဘာကိုပြောတာလဲဆိုတော့မကြဘူးဘူးအာ training အဲ့ဒီတင်တန်းအဲ့ဒီ training အဲ့ဒီအာလက်ကျင့်ရေးတင်တန်းကြောင်းရောက်မှာ အာမင်းဒီကောင်ဂေရှာတယ်ဘာညာဆိုပြီးရောအဲ့ဒီဆရာကြီးရဲ့နာမည်အခုအထိကျွန်တော်ကြီးအာကျွန်တော်တိတိတည်းရဲ့ဆရာကြီးတန်းထိုက်ဆိုတဲ့လူကဆရာကြီးက ။ तू ကတုံးချင်းဟုတ်ကဲ့။ तू ကအတကုံထိုးတယ်၊ကြိုက်တယ်။အာပြီးတော့လူကမထနိုင်တော့ဘူး။ဒါပေမဲ့မထနိုင်မင်းကဂေရှာတယ်။မင်းကဘလို့မှမထနိုင်ဘူး။မင်းကလိန်နေပါညာဆိုပြီးတော့ထိုးတယ်၊ကြိုက်တယ်။ကြိုက်ပြီးတော့သူ့ကိုထခိုင်းတာ၊ထခိုင်းပြီးတော့ဘလို့မှမထနိုင်တဲ့အချိန်မှာနှစ်ယောက်ပွေပြီးတော့အာပီဒီပြေးတဲ့အချိန်မှာသူတို့သူ့ကိုနှစ်ယောက်ပွေအာသုံးယောက်အာသုံးသုံးယောက်သုံးနှစ်ယောက်ပွေနှစ်ယောက်နှစ်ယောက်ပွေနှစ်ယောက်ကနောက်ကလိုက် အဲအမျိုးနဲ့တည်လာပြီးတော့တင်းတန်းကြောင်းဒီခွဲငါကျွန်တော်တို့အိတ်တဲ့ဘာလိုက်အဆောင်ပေါ့အဲ့ဒီရှေ့မှာအဲ့ဒီရှေ့မှာဒီအဲ့ဒီရှေ့မှာသူ့လေကလေကထက်နားမှာခြတာအချိန်မှာတမနစ်တောင်မခံဘူးအတက်တက်ထက်သွားထွက်သွားပြီအဲ့လိုထွက်သွားပြီးတော့သူ့တည်ပြောပြီးတော့ဆေးရုံမှာပြန်ပြဆေးရုံမှာပြန်ပြတော့လုံးဝမရတော့ဘူးတင်းကကြားရပြန်ဖက်သွားပြီတဲ့တည်သွားပြီတဲ့အဲ့အဲ့လိုတော့ရှိခဲ့ပါတယ်အဲ့လိုနှိမ့်ဆက်တာပေါ့အဲ့လိုရှိခဲ့ပါတယ်အဲ ကျမရေးမကောင်းဘူးဆိုလဲသူတို့လူသစ်စုလာတယ်လူသစ်စုလာတယ်အပြင်မှာနေကဒီကျမရေးနဲ့ပတ်သက်လို့ဒါထူကြတဲ့သူတွေအဲအုံနောက်နဲ့ပတ်သက်လို့ဟုတ်တယ်ဟုတ်တယ်ရှိတဲ့သူတွေဟုတ်တယ်ဒါမျိုးတွေပါစုတယ်စုတယ်စုတယ်မျိုးစုံကျွန်တော်တော့အံ့ဩရောတာ အာဒီလိုလူမျိုးတော်စုတော့ဘလို့အာဘလို့တင်မလဲဘလို့တင်မလဲပေါ့အာဘလို့တင်မလဲကျွန်တော်ကြည့်နေဘယ်အကြောက်တရားနဲ့ဟိုအတကုံထိုးတယ်ကြိုက်တယ်မျက်နာကိုထိုးတယ်တွားတယ်ကျွတ်အောင်ထိုးတယ်အာဒီမျက်စိရောင်အောင်ထိုးတယ်အဲ့အဲ့မျိုးအကြောက်အကြောက်တရားနဲ့တင်ပေးတာတင်ပေးရမလုံမနေရမတင်မနေရစနစ်နဲ့တင်ပေးတာအဲ့အဲ့လိုပုံစံတော့ရှိတယ်တင်တန်းเจ้าမှာကျတော့ အဲ့မှာဘယ်နှလားနေခဲ့ရအဲ့မှာကျတော့27ပတ်ပေါ့အပတ်ရည်နေဆိုရင်တော့27ပတ်တင်ဟိုတင်ကြတာပေါ့အာပထမဦးဆုံးတင်တင်တန်း2025နလပိုင်းအဲ10ရက်နေ့မှာဟိုဘာလဲတင်တန်းဖွင့်တဲ့အချိန်မှာပေါ့နော်ဖွင့်တဲ့ဖွင့်တဲ့အချိန်မှာကျွန်တော်တို့ပြောတာကတော့အာအပတ်20ပေါ့အာကျွန်တော်တို့ရောက်တာကတော့2025နလပိုင်း9ရက်နေ့မှာရောက်တာဒါမဲ့အဲ့မှာနေရင်နေရင်နဲ့ပေါ့နော်အမျိုးနေရင်နဲ့ဟို တင်နှံဖွင့်တာဆယ်ရင်းနေမှာတင်မှန်ဖွင့်တာအဲအဲ့ဖွင့်တဲ့နေမှာပြောတာကြတော့အာအပတ်20လို့ပြောပြီးတော့အာ20နောက်အပတ်20ပြည့်သွားတဲ့နောက်ပန်နောက်ပိုင်းမှာနောက်ထပ်တစ်ပတ်ပြန်ထပ်တိုးရပါအမျိုးနဲ့20တစ်ပတ်ဖြစ်သွားတာပြီးတော့တင်နှံเจ้าမှာလဲစားရေးတာတောက်ရေးလည်းမကောင်းဘူးပြီးတော့အာပြီးတော့ငိမ့်ပန်းငိမ့်ငိမ့်ပန်းနေဆက်တဲ့သဘောပေါ့နော်အာဘယ်လိုပြောမလဲအာလူလူချင်းကွာမလုံးဝမစားနာတဲ့သဘောပေါ့အင်းအာညအိတ်ဆောင်မှာလဲအိမ်ဒါလဲအဲ့ဒီ အဲ့တဲ့ချေရင်မှာအိမ်သာလဲအိမ်သာအိမ်သာပုံလဲအမ်းမှာပဲတေးပုံလဲအမ်းမှာပဲတေးပုံချီပါတေးပုံအမ်းမှာပါရမှာအာတကားအလကုံပိတ် ဘလုံးပိတ်လုံးဝဘာလိုက်ကြီးကိုပိတ်တာဘာလိုက်ကြီးကိုပိတ်ထားတာတကောက်တကားပေါက်တကားပေါက်ကြီးကိုပိတ်ထားတာပရင်ပေါက်တွေလည်းပဲအကုန်လုံးပိတ်မှန်နဲ့အကုန်လုံးအသက်ရှူကြလို့အသက်ရှူကြလို့မွန်းလက်အသက်ရှူမွန်းကြလို့လုံးဝမနေနိုင်ဘူးအမျိုးအမျိုးခံစားခဲ့ရတယ်၅လ၅လလုံးလုံး27ပတ်လုံးလုံးအဲ့လိုခံစားခဲ့ရဟုတ်အာအော်တော့ကွာတကယ်ကိုအာအော်တော့တင်တန်းကြောင်းပါဆိုမှတင်တန်းသားတွေစမအောင်ထားရမယ်တင်တန်းကြောင်းတင်တန်းသားတွေကိုကောင်းကောင်းမွန်းထားရမယ်ဟာတွေကိုဒီအစ်စအာနာရှင်စနစ်ကဒီလိုကျင့်သုံးတာပေါ့တင်တန်းသားတွေဒါမဲ့တခြားတင်တန်းကြောင်းတော့ကျွန်တော်မသိ ီဘောအာကျွန်တော်တက်ခဲ့တဲ့တင်တန်းကြောင်းကအဲ့ဒီစကစစကစလေးအာပင်လောင်းဘောပင်လောင်းတင်တန်းကြောင်းခွဲငါအဲ့ဒီအဲ့ဒီနေရာတင်တန်းတက်တဲ့အတွေ့အကြုံဘောနော်အချီပုံးလဲအမှအာတေးပုံးလဲအမှတေးပေါ့ဝင်လဲအမှချီပုံးလဲအမှအာကြတော့အာ तू ကတက်စိတ်တက်စိတ်လဲခွဲပေးရတယ်အဲ့ဒီခွဲပေးရတာအမှသူတို့မနဲ့မနဲ့ကြံတက်စိတ်လဲဘောလဲလွဲအလဲအလဲဘောအမျိုးတွန်ပေးရတာဘောအဲ့အလုံးလုံးလောက်ခိုင်းတာလုံးဝချေရင်မှာပဲချီပုံးတွန်ချီချီပုံးချီပါခိုင်းတာ လုံးဝဟိုဘယ်လဲလူမဆန်နဲ့လှုပ်လှုပ်ရဲ့လူမျိုးပေါ့နော်အဲ့မျိုးပုံစံကြာနေရေးစားရတော့ရတာရောစားရတော့ရတာလည်းမကောင်းလုံးဝတော့မကောင်းမနဲ့ဆိုရင်လဲအာ ဟိုဘာလဲလက်ဖက်ရည်လက်ဖက်ရည်လက်ဖက်ရည်လေးရောက်ရောက်ချင်းလဲလက်ဖက်ရည်လည်းမတိုက်ဘူးနော်တခြားတင်တန်းကြောင့်တော့ဘလို့လဲမသိဘူးပေါ့နော်အဲအဲ့ဒါကြတော့သူတို့ဒီစကစားရဲ့သူတို့ရဲ့အဲစီရီဘာလဲသူတို့ရဲ့သူတို့ရဲ့အကြောင်းအရာပေါ့အဲအဲ့ဒါကြတော့ဘာဖြစ်လို့မတိုက်လာအဲ့ဒါကြတော့မသိတော့ဘူးပေါ့ကျွန်တော်လည်းအဲအမျိုးပြီးတော့စားရည်တောက်ရည်လည်းမကောင်းဘူးအဲလူလူအမျိုးတင်တန်းသားတွေအမျိုးနှိမ့်ဆက်တာပေါ့အဲအဲ့လိုတော့ရှိပါတယ်อืมအဲ့ဒါနဲ့ဒီတင်တန်းပြီးတော့ဘယ်တက်ကိုတာဝန်ကြအာတင်တန်းပြီးတော့တင်တန်းပြီးတော့ခုနှစ်လပိုင်း ဟိုခုနှစ်လပိုင်းဟို2025ခုနှစ်လပိုင်း9ရက်နေ့မှာတင်တန်းဆင်းတာတင်တန်းဆင်းပြီးရဲ့အချိန်မှာကျွန်တော်တို့အပတ်ဆင်ဘလောက်အပတ်ဆင်လားအပတ်ဆင်ကြတော့ဒီတက်ထဲမှာရောက်တဲ့အချိန်မှာကျွန်တော်အပတ်ဆင်ဆက်နှစ်လို့ပြောတာပဲဟုတ်ကဲ့အဲလို့ပါအာပြီးတော့တင်တန်းကျောင်းမှာကျတော့သူအပတ်ဆင်ပြောတာကျတော့နှစ်မင်းတော်နှစ်မင်းဆောင်2025လို့ပြောတာပဲဟောမဟုတ်အဲ့ဒါထားဒါပေမဲ့ဟိုခုနကပတ်ဆာအပတ်ဆင်ဆက်နှစ်ကျွန်တော်ပတ်ဆာမဟုတ်ဘူးတန်တီတောင်းဝန်ဘူးတလုံးပါ ဘလို့ဖြစ်လို့တောက်ဝင်ဖို့တလုံးဖြစ်သွားလဲဆိုတော့ကျွန်တော်လည်းမတည်ဘူးအခုဒီမှာရောက်တော့ဟိုကအကိုကြီးကဘလို့ဖြစ်လို့တောက်ဝင်ဖို့ဖြစ်နေရလဲကျွန်တော်လည်းမတည်ဘူးလို့ပထမအဦးဆုံးကျွန်တော်အဲဆွဲစီလာတဲ့အချိန်မှာအပတ်စဉ်ဆက်နှစ်မှာအပတ်စဉ်ဆက်နှစ်ဟုတ်ကဲ့အပတ်စဉ်ဆက်နှစ်တက်ပြီးတော့တောက်ဝင်ဖို့ဖြစ်နေလားဟုတ်ကဲ့အဲဟိုဟိုလေအဲ့ဒီတန်တန်းကြောင်းကလေးကနပတ်နပတ်မြောက် ဟိုတည်းကသူတို့ကဟိုကလည်းကိုပိုင်အမှတ်ချကိုပိုင်နံပါတ်ချပေးရဲ့အချိန်မှာတောက်ဝန်းဘူးတောက်တောက်ဝန်းဘူးနဲ့တောက်ဝန်းဘူးနှလုံးနဲ့တွဲပြီးအဲ့လိုချပေးရဲ့ကျွန်တော်တို့အဲ့လိုချပေးတာတောက်ဝန်းဘူးနှလုံးတော့မဟုတ်ဘူးတောက်ဝန်းဘူးတစ်လုံးနဲ့တစ်လုံးထဲအဲ့လိုဖြစ်ရဲ့အာဘာလို့အစားတော့ခံရတာလားအဲ့ဒါကျတော့ကျွန်တော်လည်းမသိဘူးအဲ့ဒါကျတော့တတ်ထိုင်းမှာနေတဲ့အချိန်မှာဒီတင်တန်းချောင်းမရောက်ခင်ပေါ့တင်တန်းချောင်းမရောက်ခင်ဒီငါးခွန်တက်ဆိုတဲ့အာကျိုင်းတုံတချီလိုက်အဲ့ဒီကြားမှာရှိတဲ့တာလီဆိုတဲ့မြို့ဒီမြို့ငယ်လေးပေါ့နော်အဲ့ဒီမှာတက် ငါးခွန်တက်ဆိုရက်တတ်တတ်ရှိတယ်အဲ့ဒီတက်မှာကျွန်တော်ကိုအချုပ်မှထည့်ထားတာ အချုပ်မှာတလနီးပါထည့်ထားပြီးတော့စက်သားမလုံမနေရပါတော့စက်သားမလုံမနေရချင်းချောက်ပြီးတော့အာလုံးကျွန်တော်လည်းမလုံရင်မလုံဘူးဆိုရင်ဆက်ပြီးညင်းမြင်ထပ်ပြီးတော့ထုတ်လိုက်အထိုးခံလိုက်ထုတ်လိုက်ရိုက်လိုက်အဲ့မျိုးဆက်ဆက်ပြီးတော့ဖြစ်နေမှာဆိုလို့ကျွန်တော်လည်းဆက်ပြီးတော့တီးမခံနိုင်လို့ပေါ့နော်ဒါမှမဟုတ်ကျွန်တော်အများကြီးစဉ်းစားထားတယ်တစ်ချိန်တစ်ချိန်တော့ကျွန်တော်အခွင့်ရေးတိုင်တော့ကျွန်တော်ထွက်တော့ထွက်ပြေးသွားမှာပဲဆိုပြီးအဲ့ဒီစိတ်သက်နဲ့ပြောလိုက်တာအလုံးမယ်လို့ပြောလိုက်တာပေါ့နော်မလုံဘူးဆိုတော့ထည့်လိုက်ရောထည့်လိုက်ရောထည့်လိုက်တဲ့အချိန်မှာ ကျွန်တော်ပြောတာဗောနော်အခုဒီမြန်မာနိုင်ငံမှာဒီအာစစ်မှုထမ်းဥပဒေဗောနော်အဲ့ဒီအတိုင်းနနစ်တာဝန်ထမ်းဆောင်ပြီးတော့ပြန်ထွက်မယ်လို့ဗောနော်ဟိုအဲ့ဒီကဗိုလ်လေးတွေကိုဗိုလ်ကြီးတွေကိုပြောတာအဲ့ဒါကိုမရဘူးတဲ့မင်းကအမြဲတမ်းစအမြဲတမ်းအမြဲတမ်းပေါ့နော်အမြဲတမ်းစစ်သားလုပ်ရမယ်တဲ့ဆရာကြီးအမြဲတမ်းဆိုအမြဲတမ်းဆိုတဲ့အဓိပ္ပာယ်ဝါဟာရကျွန်တော်လည်းမတိဘူးလို့နော်အာဘာဖြစ်လို့ဆိုတော့ အာအဲ့ဒီအမြဲတမ်းစစ်သားစစ်တပ်မှာတုံးနေကြအဲ့စကလုံးကြီးအမြဲတမ်းဆိုတာဘာကိုပြောရလဲတသက်လုံးနဲ့အာဆရာကြီးရေမလုပ်ပါနဲ့ပေါ့နော်အာဟိုဘယ်လဲလုံးဝအာဆရာတို့စစ်မှုထမ်းခိုင်းစေခြင်းလဲကျွန်တော်ပေါ့နော်အဲ့ဒီနနစ်ပါဆပေါ့နော်ဒီစစ်မှုထမ်းပါမယ်လို့မရဘူးလုံးဝအမြဲတမ်းနဲ့အဲတောင်းမြဲမြဲတမ်းဆိုပြီးတော့ကျွန်တော်ကိုကျိုင်းတုံကျိုင်းတုံစုဆောင်ရေးလေးမှာခေါ်ရွားပြီးအမ်းမှာတို့လို့ဖော်ပြရဲ့အညာအနေအချိန်မှာပေါ့နော်တာဝန်ဘူးဆိုပြီးတော့ထည့်ပေးလိုက်တာအဲတပတ်ဘလောက်တာဝန်တာဝန်ဘူး9953ညခွန်ပါ တက်ကိုရောက်တာတက်ကြတော့930 930အဲဟိုခလာရခလာရခလာရ930ပေါ့အဲဟိုမှုတုံအဲဟုတ်လားမှုတုံဂိုင်းနကောင်ပေါ့အဲအဲအဲ့ကိုရောက်တယ်အဲ့ဒီကနေပြီးတော့ KNB နဲ့ကိုစစ်စင်ပထမဆုံးထိုးတာပထမဆုံးထိုးတာပထမဆုံးထိုးတာဟုတ်ကဲ့စစ်စင်စထွက်တော့ဘယ်လောက်ကြာပြီးတော့ဒီလိုမျိုးပြပြောင်းလာလဲအာဝင်လာလဲစစ်စင်ရေးထွက်တော့ဟို၈လပိုင်း20 28ဟော၈လပိုင်း29မှာစထွက်တာစထွက်ပြီးတော့ အာဟိုဟိုဟိုပြည့်အမျိုးအမျိုးပြည့်ရှင်းရှင်းပေါ့အာအဲလိုလိုက်ရှင်းရှင်းပြီးတော့ဒီတင်ကန်းညီအောင်ပေါ့နော် တင်ကန်းညီအောင်ထိရောက်လာတယ်တင်ကန်းညီအောင်ဘုံကြီးเจ้าမှာဟို၁၀ရက်လောက်နားတယ်နားပြီးတော့ဟိုအဲ့ဒီကနေဒီအာ ဒီဒီကဒီကအဖွဲစည်းပေါ့နော်ပြည်ကြီးကအဖွဲစည်းသူတို့ဟိုအကူအညီအဲတိုင်မှုတွေအကူအညီတောင်းပြီးတော့သူတို့သူတို့နဲ့ကားနဲ့ဒီဟိုချက်ဖနကောင်ဆိုတဲ့နေရာကိုလာပို့ခိုင်းတယ်သူတို့တည်ရင်လုံးပေါ့နော်ဒါလာပို့ခိုင်းပြီးတော့အဲ့ဒီချက်ဖနကောင်မှာတပတ်လောက်နေတယ်တချက်ဖနကောင်မှာတပတ်လောက်နေပြီးတော့အဲ့ဒီကနေဟို ဒီဖားဖားចောင်းဆိုတဲ့အဲ့ဒီတော်လန်တော်လန်တစ်လျှောက်ဟိုခြေချင်းချင်းသားကြီးလွယ်ပြီးတော့ခြေချင်းလိုင်းလျှောက်ပြီးတော့ဒီအခုလေးကယ်ကိုဆိုတဲ့နေရာကိုဟိုအပေါ်မှာအပေါ်ရေစင်ကုန်းဆိုတဲ့နေရာကိုရောက်လာတယ်ရောက်လာပြီးတော့အဲ့ဒီရေစင်ကုန်းမှာနေရေစင်ကုန်းမှာပြင်းရှင်းရှင်းပေါ့နော်အဲ့မျိုးပုံစံနဲ့တဖြည်းဖြည်းတဖြည်းဖြည်းနဲ့တက်တာအဲ့ဒီတက်တဲ့အချိန်မှာအဲ့ဒီရေစင်ကုန်းရောက်တဲ့အချိန်မှာ ကျွန်တော်လဲအာကျွန်တော်ဟိုဗလဲအဲဟို အရင်တုန်းကဟိုဗါလဲတောမှာတောင်းရတွေပါတယ်လှုပ်ဘူးဆိုတော့တောမှာဟိုကျွန်တော်လည်းဟိုနေဘူးဆိုတော့တိတာပေါ့နော်အဲဘယ်တော့ဖြတ်ရင်အဲတောမှာကျတော့ဂျန်တူတွေမရှိဘူးပေါ့အဲဒီလောက်အုံအော်ဗါလဲ ဒီလောက်ဟိုဘယ်လဲတောထူတဲ့နေရာမှာရန်သူတော့မရှိနိုင်ဘူးပေါ့နော်အဲပြီးတော့အဲ့ဒီတောမှာကျတော့တဏတန်လဲမကြောက်မကြောက်ဘူးပေါ့အဲညကျွန်တော်ကကင်းစောက်နေရင်လဲကင်းစောက်နေတဲ့အချိန်မှာလဲအမြဲတမ်းတောကိုကြည့်ကြပေါ့အဲစလိတ်မီလို့လို့တွေ့လာပေါ့နော်တက်မီထွန်းတာလို့တွေ့ရတာပေါ့နော်အဲ့မျိုးတွေကြည့်ကြဒါပေမဲ့စလိတ် တောက်တဲ့ဟိုမီးတွေလည်းမတီးမတွေ့ဘူးပေါ့နော်အာပြီးတော့ဓာတ်မီးလိုက်ထွန်းတာလည်းမတွေ့ဘူးပေါ့အဲအဲ့ဒါဆိုတော့လူမရှိဘူးပေါ့ရန်တူလည်းမရှိဘူးဘယ်သူမှမရှိဘူးပေါ့အဲအဲ့ဒါတွေကျွန်တော်စဉ်းစားတွေးပြီးတော့အာဘလို့ထွက်ပြေးရင်တပဲပဲတောင်ကုန်းကိုဘလို့ဆင်းရင်ဘလိုတက်ရင်ဘလိုရောက်တယ်ဆိုတာအဲ့ဒါအဲ့ဒါတွေနေ့တိုင်းနေ့တိုင်းကြည်ကြည်ကြည်ထားကြည်ထားပြီးတော့ကျွန်တော်ဒီကိုထွက်ခံနေဒီကိုထွက်မဲ့ညဒီကိုထွက်မဲ့ည7နာရီမှာကျွန်တော်ကျင်းဆောင်နေတဲ့ ကင်းဆောင်နေတဲ့အချိန်ပေါ့အချိန်ကျွန်တော်ကင်းလာလေတယ်ကင်းလာလေမင်းကင်းချိန်ကြပြီဆိုပြီးကင်းလာလေတယ်နှစ်ယောက်တကင်းဆောင်တယ်အာတငယ်ချင်းတစ်ယောက်ကဟိုဘေးမှာစောင့်တယ်နေနေအခက်လား၁၀ပေ၁၅ပေအကွာမှာစောင့်တယ်ကျွန်တော်ကဒီဘက်ဒီဘက်မှာစောင့်တယ်အဲ့ဒါနဲ့သူ့ဟိုအာသူ့သွားပြီးတော့တငယ်ချင်းကျွန်တော်အိမ်သာတက်အောင်မယ်ဆိုပြီးတော့အာတငယ်ချင်းအဲ့ဒီတငယ်ချင်းကပြောပြောလိုက်သေးရအာမင်းအိမ်သာတက်မယ်ဆိုရင်တော့တနတ်ဒီမှာထထားရတဲ့ အာရပါတဲ့တကယ်ချင်းရမှာအင်တာနည်းနည်းဝေးနေကျွန်တော်လည်းကြောက်လို့ပေါ့နော်တနက်ယူသွားပါမယ်ဆိုပြီးအဲ့အဲ့အဲ့ဆိုဆိုပြီးတော့ကျွန်တော်လည်းအဲ့ဒီတနက်ကိုယူသွားပြီးအင်တာတက်တဲ့ဟန်ဆောင်ဟန်ဆောင်ရင်းနဲ့အဲ့ဒီအင်တာအဲ့ဒီရောက်ရောက်တော့ကျွန်တော်လည်းလမ်းအဲ့ဒီမှာလမ်းလမ်းတစ်ခုရှိတယ်ဟိုလည်းလမ်းလမ်းတစ်ခုရှိတယ်အဲ့ဒီလမ်းကိုကြော်ပြီးတော့ဟိုဘက်ရှို့ရေးကိုတောင်ရှို့ရေးကိုခုံဆင်းသွားတာခုံဆင်းသွားအချိန်မှာသူတို့ကတနက်နဲ့လိုက်ပြည့်တယ်လိုက်អော်တာပေါ့နော်ဟုတ်လိုက်អော်ထွက်တော့လောက်တီးလို့လိုက်ခဲ့ပြည့်တယ်အဲ့လိုက်ပြည့်တယ်အဲ့ ခုံစင်းသွားပြီးတော့ခုံစင်းသွားခုံစင်းသွားပြီးတော့ကျွန်တော်လည်းပုံနေရပါတော့ပုံပြီးတော့သူတို့အမျိုးလိုက်ပြီးတော့ခေါ်တဲ့အချိန်မှာကျွန်တော်ကလိုက်ပြစ်ပြစ်လိုက်ပြစ်တဲ့အချိန်မှာကျွန်တော်ပုံနေပုံပြီးနောက်ပိုင်းကျတော့မပြစ်တော့အဲ့ဒါကျွန်တော်တဖြည်းဖြည်းတဖြည်းဖြည်းရှောက်ရှောက်ရှောက်ပြီးတော့တော်ညဆက်နေနေဆက်နေဆက်နေအဲ့မူးမူးအဲ့ညအမောင်မှာတောင်တတောင်နဲ့တတောင်တက်တတောင်ဆင်းတတောင်တက်တတောင်ဆင်းဟိုကျွန်တော်ကနေခင်းကလေးကနေနေတိုင်းနေတိုင်းဒီအဲ့ဒီတောင်ကျိုးတွေကိုကြည်ထားတော့ကျွန်တော်ကအဲ့ဒီတောင်တတောင်နဲ့တတောင်ဆင်းပြီးတော့ဒီ တောင်ချေဘောနော်တောထူတဲ့တောင်ချေနားမနဲ့6နာရီဆိုအဲ့ဒီတောင်ချေကိုနားကိုကတ်နေပြီအဲ့ဒီကနေမနဲ့မိုးလေးနာနဲ့အဲ့ဒီတောင်ချေကိုတက်ပြီးတော့ဟိုတောင်ချေကနေဒီတောင်ပိုင်းကိုဘောနော်ဒီကရင်ပြည်နယ်တောင်ပိုင်းကိုပြန်ပြီးတော့ဟိုလိုင်းလျှောက်ပြီးတော့တောင်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 တက်တောင်ဆင်းလိုင်းလျှောက်ပြီးတော့ဒီလိုကြွေပြီးတော့ရောက်လာတာပါဒီလိုနဲ့